ကျွန်တော်ဆက်လက်ပြီးတော့တင်းလာသားသမီးမိတ်ဆွေများရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်ဒီတပတ်အတွက်29ရက် AB လ2025တင်းငွေနေ့ကနေပြီးတော့3ရက်မေလ2025စနေနေ့အထိတပတ်တာအတွင်းတင်းလာသားသမီးတွေရဲ့ကံကြမ္မာကိုကျွန်တော်ကြည့်လိုက်ကြရအောင်ကတဲ့နော်တာသမီမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်မှာပျော်ရွှင်စရာ ကိစ္စရဲ့ဒီကြုံတွေ့မှာဖြစ်ပါတယ်အဲ့ဒါဘယ်ကိစ္စမှာဘလို့အဆင်ပြေသွားတယ်ဘယ်ကိစ္စမှာဘလို့အောင်မြင်သွားတယ်ဟာလာကိုလောက်ကန်ကြံစီတာလေးတွေကအထမြောက်တယ်အောင်မြင်တယ်ဆိုပြီးတော့ကို့မှာဝမ်းသာပျော်ရွှင်ရတာတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဝမ်းသာပျော်ရွှင်ခြင်းနေတဲ့ဒီတစ်ပတ်မှာအဆုံးသတ်မဲ့တစ်ပတ်တာဖြစ်ပါတယ်ဘာမှဆိုလွတ်လပ်ပြီးစိုးရင်ကြောင်းကြမှုတွေကနေကိုဟာတွန်းလန့်နိုင်ပြီးစိုးရင်ကြောင်းကြမှုတွေမရှိတော့ဘူးအဲ့လွတ်လပ်လပ်ပျော်ရွှင်နိုင်ပြီးဆိုတဲ့တစ်ပတ်တာဖြစ်ပါတယ်ပီတိဖြစ်เสียအားရကျဉ်းတဲ့ဆရာတွေနဲ့ပျော်ရွှင်ခြင်းနေတဲ့ဟာလာအဆုံးသတ်မဲ့ ဖြတ်တန်းရမယ်တပတ်တာကာလာလည်းဖြစ်ပါတယ်လက်မဲ့အခြေအနေကနေလက်ရှိအခြေအနေကိုပြန်ပြီးလက်ဝယ်ပိုင်ဆိုင်ရတတ်တဲ့အခြေအနေလည်းဖြစ်တယ်အလားလူငယ်များဖို့စမ်းပွင့်တဲ့အချိန်ကာလဖြစ်တာမို့ချစ်သူတစ်ရီးစားတစ်တွေရရှိတတ်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့အလုံးစမ်းပွင့်ပါတယ်အဲ့တော့ဒီတစ်ပတ်တာမှာအခြေအနေအိမ်တော်ကြီးမြေတားကြီးနဲ့ပတ်သက်ရင်လည်းပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကိုဖြတ်တန်းရမှာဖြစ်ပါတယ် ကောင်းသောခီးတွေကြုံရမယ်အရေးကြီးတဲ့ခီးစဉ်ကိစ္စတွေပေါ်မယ်အကျိုးရှိတဲ့ခီးတွေပျော်ရွှင်စရာခီးတွေတွားရမယ်အရေးကြီးသောခီးစဉ်ကိစ္စများကိုလှုပ်ခြင်းဖြင့်အောင်မြင်နိုင်တဲ့တပတ်တာဖြစ်ပါလေကိုပိုင်လုံကအရောင်းဝယ်လုပ်တဲ့မိတ်ဆွေများအနေနဲ့လည်းဒီဘက်မှာပြီးခဲ့တဲ့ကာလနဲ့မတူအဲတိုးတက်မှုတွေဟလာအခွင့်လန်းကောင်းတွေအကျိုးမြတ်တွေဟလာရရှိမဲ့တပတ်တာ ဖြစ်ပါတယ်အရေးကြီးသောငွေကြေးကိစ္စများကိုလှုပ်ချင်းဖြင့်အောင်မြင်မဲ့ငွေကြေးနဲ့ပတ်သက်ရင်လည်းဒီတစ်ပတ်မှာမျက်မျော်လင်းမဲ့ငွေဝင်တာငွေကြေးအခက်ခဲတွေကနေအပူပင်သောကတွေကနေလွတ်မြောက်တာဆိုတာမျိုးတွေနော်ပြန်ပြီးအဆင်ပြေသွားတာဆိုတာမျိုးတွေကြုံရမယ်တစ်ပတ်တာဖြစ်ပါတယ်ပြီးခဲ့တဲ့ကာလတွေမှာပြီးခဲ့တဲ့ဟလာတစ်ပတ်နှစ်ပတ်တစ်လနှစ်လမှာအဆင်မပြေတဲ့ဟလာငွေကြေးကိစ္စအလုပ်ကိစ္စတွေကိုဒီတစ်ပတ်တာမှာပြန်လဲလှုပ်ယူစူးစမ်းခြင်းဖြင့်အောင်မြင်နိုင်တဲ့ဟလာအလားလာကောင်းတဲ့တစ်ပတ်တာဖြစ်ပါတယ်ကန့်ရှိနေတဲ့တစ်ပတ်တာလို့ပြောလို့ရပါတယ်အဲ့တော့ ဒီတစ်ပတ်ဒါမှဆိုရင်တော့အလှမင်္ဂလာပွဲလန်းသဖြင့်ဟာလာပျော်ရွှင်စရာပွဲအသွားရတက်ရကြုံတွေ့ရတာမျိုးတွေကြုံရမယ်စိတ်မချမ်းမြေ့စရာရေလို့မရှိဘဲနဲ့ဒီတစ်ပတ်မှာစိတ်ချမ်းသာစရာကိစ္စတွေခဏခဏကြုံတွေ့ဖြစ်ပေါ်မှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကိုစူးစမ်းတော့အရာတင်မဲ့လှုပ်တိုင်းဖြစ်မယ်ဆိုတော့အဲတစ်ပတ်ဒါလည်းဖြစ်ပါတယ်ကျမရင်နဲ့ပတ်သက်လို့အဲ့ရလဲလဲနေအောင်တော့ဒီတစ်ပတ်ဒါမှာပြန်လဲထူထောင်နိုင်မယ်ကျမရဲ့ချူကြတဲ့မိတ်ဆွေတွေလည်းတတ်တာပြန်လဲပြီးတော့ကောင်းမွန်လာမယ်တစ်ပတ်ဒါဖြစ်ပါတယ် ဲ့တော့ဒီတော့မှအရေးကြီးတဲ့လုပ်ငန်းတွေကိုထူထောင်မယ်လုပ်ကင်မယ်ကြံစီမယ်ဆိုရင်အလွန်ကောင်းတယ်အဲ့ဒီလိုပဲဆိုင်ကနာရုံးငန်းတွေဖွင့်မယ်လုပ်ငန်းတွေစတင်ထီတောင်မယ်အလုပ်သားချက်မှာအင်တာဗျူးပြင်မယ်အလွန်ကောင်းတယ်ယာရုတို့လာစာတို့ဘုကိစ္စတွေစီမံဆောင်ရမယ်အလွန်ကောင်းတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတော့ကအလွန်ကံကောင်းနေတဲ့အဖက်ဖက်ကနေပြီးတော့ကံကောင်းမှုတွေဟလာတက်ရောက်ခံစားရမယ်တပတ်တာဖြစ်ပါတယ်အလွန်ကံကောင်းနေပြီးတော့ကံကောင်းလက်ရှင်ကနာမှာကိုးကနာမှာအကျိုးပေးတဲ့အကြောင်းအညိုအယောင်ဖြစ်ပါတယ်တင်းလာသားသမီးမိတ်ဆွေများတို့ပါ